truth is the valuable thing have so i must economize it ကျွန်ုပ်၌ရှိသောအရာများနှင့်အမှန်တရားသည်အဖိုးတန်ဆုံးဖြစ်ပေသည် ကျွန်ုပ်သည်ထိုအရာကိုချွေချွေတတသုံးဆွဲရပေမည်တခါကျွန်ုပ်သည်အိမ်ပွဲစားလုပ်ငန်းဖြင့်လောက်ကင်အသက်မွေးခဲ့ရပူပါသည်တနေ့တစ်နေ့မိတ်ဆွေအိမ်ပွဲစားတို့ကကျွန်တော်ဟာကိုအောင်ထွန်းဂျိုကုန်းဘက်မှရှေးဟောင်းဘဝင်းကြီးတလုံးရောင်းမယ်လို့တင်ကြတယ်ဗျနည်းနည်းလိုက်ကြည့်ပါလား ကျုံမာဗဇွန်တော်ဘက်ကအိမ်နှလုံးကတပြိုင်တည်းအလုတ်လုံနေရတော့မသွားနိုင်ဘူးလေကျွန်ုပ်လည်းအင်းစိန်ကားလမ်းမနဲ့ပဲဂျိုကုန်းရက်ွက်ရှိရှေးဟောင်းဘဝင်ကြီးစီတို့ဈေးစနီးနိုင်ရန်ရောက်ရှိခဲ့ပါတယ်ဘဝင်ကြီးမှာရင်းကြီးများတက်နေ၍တမျိုးတစ်ပုံအပြင်ခံညာတကဲတို့ရှိနေပါတယ်ခြံဝင်းတကားတွင်ချိတ်ဆွဲထားသောလူခေါ်ခေါလောင်းကလေးမှလည်းနှစ်ပေါင်းများစွာကြာညောင်းခဲ့ပြီဖြစ်သဖြင့်အနာများပဲ့နေသည့်နေရာတွင်ပဲ့၍အနှဲငယ်ပင်အပ်၍နေပါတယ် ျွန်တော်လည်းလူခေါ်ခေါင်းလောင်းကိုလှုပ်ရမ်းလိုက်ပါတယ်ခေါင်းလောင်းမှာဂလောင်ဂလောင်ဟုမမြည်တော့ပဲအဲ့ရွေနေသဖြင့်ဂလောက်ဂလောက်ဟုသာမြည်နိုင်ရှာပါတော့တယ်သို့သော်တွင်တစုံတစ်ယောက်မှထွက်မလာသဖြင့်ခြံတကားကိုတွန်းရည်ကြည့်ရာဆွေးမြည်နေပြီဖြစ်သောခြံတကားသည်လည်းရိုင်နှဲနှဲဖြင့်ကြွိကနေမြီကလှုပ်ရမ်း၍ပွင့်သွားပါတော့တယ်ကျွန်တော်လဲထိုးချင်းရာကိုကောင်းစွာမှတ်သားထားခဲ့ပါတယ်။အဘဲကြောင့်ဆိုတော့ကျွန်တော်တို့အိမ်ပွဲစားများအဖို့ဝယ်သူဘက်ကနေရသည့်အခါမျိုး၌ တကားကပြတ်နေပြီခြံတိုင်တွေကလည်းဆွေးနေမှပဲအမိုးတို့တွေကလည်းဘဲနဲ့ရေပိုက်ကလည်းစကားဖြစ်နေပြီပိုက်ခေါင်းတွေကဝက်ဝူရစ်တွေကပြုံးနေမှပဲအိမ်သာကလည်းဇလားအိမ်သာကြီးပဲအခန်းတွေဖွဲ့ပုံကလည်းဖုံးချောင်းကျနေတာပဲစသဖြင့်လမ်းနဲ့နီးပြန်ရင်လည်းဖုံးဝင်နေကားတန်ဆူတယ်ကျောင်းနဲ့နီးပြန်ရင်လည်းနားညီးတယ်ဟူ၍၎င်းဝေးပြန်ရင်လည်းကျောင်းနဲ့ဝေးတော့ကလေးတွေအတွက်ကျောင်းတက်ရတာခက်ခဲတယ်ဟူ၍၎င်း ဈေးနဲ့နှီးပြန်ရင်လည်းနှီးပြန်ပြီးဟူ၍၎င်းဝေးလျင်လည်းဝေးပြန်ပြီးဟူ၍၎င်းအပြစ်ကိုပြော၍ဈေးလျှော့ခိုင်းတတ်ကြပါတယ်အကယ်၍ကျွန်တို့အိမ်ပွဲစားများသည်ရောင်းသည့်ဘက်မှနေရသည့်အခါမျိုးတွင်သူတို့ကလက်ဟောင်းတွေအခုခေတ်ဒီလိုသူမျိုးတွေလိုချင်ထိုင်ပြီးငိုနေရင်တော့မရနိုင်တော့ဘူးစောက်ထားတဲ့လက်ရာရှေးလက်ရာခန့်ညားတယ်တည်ငြိမ်မှုရှိရဲ့အခုခေတ်တီဆောက်ပုံတွေကတဲပြီးကလက်တက်တက်နိုင်နေတယ် အခုခေတ်အိမ်နဲ့ရှေးရအိမ်ကိုရှင်ပြီးကြည့်မယ်ဆိုရင်ဂလေးကလေးတယောက်နဲ့လူကြီးလူကောင်းတယောက်ကိုရှင်ပြီးကြည့်ရတယ်လို့ပါပဲဟူ၍၎င်းအကယ်၍စာသင်ကျောင်းနဲ့နှီးပြိုင်ရင်လဲကျောင်းနဲ့နှီးတဲ့အတွက်ကလေးတွေရဲ့ပညာရေးမှာပိုပြီးအဆင်ပြေတယ်ဟူ၍၎င်းကျောင်းနဲ့ဝေးနေပြန်ပါကနားအေးပါအေးနေရကလေးဟူ၍၎င်းအမျိုးမျိုးအဖုံဖုံ အမွန်းတင်ပြောဆို၍ဈေးတင်ရပေသည်ကျွန်ုပ်ဒီခေါင်းလောင်းအိုကြီးကိုထပ်မံလှုပ်ရမ်းပြီးနောက်ခြံတွင်းသို့ဝင်ရိပ်သွားပါတယ်ထို့သောဝင်ရတွင် ခြံကြီးတစ်ခုလုံးမျက်စိကစားကြည့်၍ကြည့်ရှုမိပါတော့တယ်။ခြံကိုရှင်းမထားသည်မှာကြာပြီဖြစ်ကြောင်းသိနိုင်ပါတယ်။ခြုံများမျက်ရိုင်းများဖြင့်ဟိမွင်လာတော်ကြီးဖြစ်နေသည်ကိုလည်းတွေ့ရပါတယ်။ကျွန်ုပ်သည်ခြံကိုအကဲခတ်၍ရှောက်လာခဲ့ရာဘဝင်ကြီးအဝင်တက္ကမကြီးစီတို့ရောက်ရှိခဲ့သည့်တိုင်အောင်လူရိပ်လူချေမတွေ့ရသေးပေ။ထို့ကြောင့်အင်ရှင်တို့အင်ရှင်တို့ဟုအတန်ပေး၍အိမ်တွင်းသို့ဝင်လိုက်မိပါတယ်။ ်ဧကန်ထံ၍တရားမှတ်နေဟန်တူသောအသက်80ကျော်အရွယ်အဖွားအဝီတဦးကိုတွေ့ရပါတယ်။ထိုအဖွားကြီးရဲ့အသားရောင်မှာဝါခွန်းကဲ့သို့ဆွတ်ဆွတ်ဖြူ၍လှပါတော့တယ်။နှာရန်မျက်ခုံးနှင့်မျက်နှာပေါက်ကြပုံ မေးရိုးသွယ်ပုံတို့ကိုကြည့်ရခြင်းအပြင်ထိုအဖွားကြီးသည်ငယ်စဉ်အခါကပိုးပန်းသူများဝိုင်းဝိုင်းလည်နေမိမိန်မချောတဦးဖြစ်ခဲ့ကြောင်းခံမှန်းမိပါတော့တယ်။ကျွန်ုပ်သည်ရိုင်းနှင်းနှင့်ခွေးချီဟောင်းကလေးတစ်လုံးပေါ်၌ဝင်၍ထိုင်လိုက်ပြီးလျှင်အိမ်ပွဲစားတို့ထုံးစံအတိုင်း ဧကန်းကိုအ깨ခဲ့ရပြန်ပါတယ်။အိန်တောင်ပရီဘောကဆိုလို့တခုတလေမှမရှိသေး။အဖွားကိုထိုင်နေသည့်ပလက်ကလထိုင်အဟောင်းနဲ့ကျွန်ုပ်ထိုင်နေသောခွေးကြီးဟောင်းလေးသာပင်ရှိပါတော့တယ်။ခက်လန်းလန်းတွင်မူဖျားကလေးတစ်ချက်ဆောင်းကလေးနှစ်ထည်နဲ့တဘူးအဟောင်းလေးကိုတွေ့ရပါတော့တယ်။တဘူးအဟောင်းကလေးရဲ့အနီးနားမှာပယုတ်စီပလင်းတစ်လုံးနဲ့ရင်းနှွေးချမ်းပကံတစ်လုံးကိုတွေ့ရပါတော့တယ်။အဖွားကြီးမှာအသက်ကြီးနေပြီဖြစ်သောကြောင့် အိမ်ပေါ်တက်တို့မတက်တော့ပဲအောက်နိုင်ပင်ဖြစ်သလိုအိတ်ဆက်နေကြောင်းထင်ရှားပါတော့တယ်ကျွန်တော်လဲဤတို့လင်အသေးစိတ်အ개ခတ်ကြည့်ရှုပြီးဖြစ်ပါတော့တယ်ထိုအချိန်၌အဖွားကြီးသည်တရားမှတ်ပြီးပြီဖြစ်ဖြစ်မျက်လုံးများကိုဖွင့်လိုက်ပါတော့တယ်음ဘာကိစ္စလဲကွယ်ဂယုဏတန်ကလေးဖြင့်အဖွားကြီးကမေးပါတယ်အိမ်ရောက်မဲ့သတင်းကြားလို့ပါမေး음ဟုတ်တယ်လေမင်းကဝယ်မလို့လား ဟုတ်ကဲ့မေဝေထားတော့ကဆေးရစတန်းနေပြည့်ပြည့်စုံစုံရှိရဲ့နော်ထို့သောကျွန်ုပ်ကမေးလိုက်ရာ အဖွားဝသည်အတိတ်ပဲနားမလဲတကယ်သို့ကျွန်ုပ်ဤမျက်နှာသို့လှမ်း၍ကြည့်နေသဖြင့်ကျွန်ုပ်ကဒီလိုပါဂရန်စာရွက်တို့ဘာလို့ပြောတာပါ ထို့သောပြောလိုက်မှပင်အဖွားကြီးကရှိပါတယ်ရှိပါတယ်ထို့သောဆိုကနေရာမှထပါတော့တယ်ကျွန်ုပ်လည်းအခန်းဤအုပ်ဉာဏ်များကို ကောင်းမကောင်း မျက်စိကစား၍ကြည့်ရှုလိုက်ရာအဖွားဝကြီးထိုင်နေသောနေရာ၏မျက်နှာချင်းဆိုင်အုပ်နရံကြီးမှာကြီးမားသောဓာတ်ပုံကြီးတစ်ပုံကိုတွေ့ရပါတော့တယ်ဓာတ်ပုံကြီးမှာလူဤအရွယ်ခန့်ပမာဏရှိပြီးရွှေရောင်ပန်းပောင်ကြီးများလည်းခန့်ညားစွာတက်ဆင်ထားပါတယ်ဓာတ်ပုံအတွင်းမှာလူဟာအသက်အပြည့်30အရွယ်ခန့်ရှိ၍ခန့်ညားသောမြန်မာလူငယ်တဦးဖြစ်ကြောင်းသိသာနိုင်ပါတယ်မခုတ်တရုတ်ကလေးပြုံးနေပုံမှာလည်းသုံးတယောက်ကို၎င်းအထူးသဖြင့်လောကကြီးကို၎င်း စိန်ခေါ်နေတဲ့ကဲ့သို့ရှိပါတယ်။ဝေထားသောအင်ဂျီမှာအစိမ့်စိမ့်အမောမောပြဲစုံနေ၍ရင်ဘတ်မှကျဲသီးများပင်မရှိတော့သဖြင့်ရင်ဘတ်ဟာပြဲကြီးဖြစ်နေပါတော့တယ်။ထို့ကြောင့်ရင်ဘတ်နေရာသို့ကြည့်လိုက်ရာ ရင်ဘတ်မွေးမြောက်ကိုတွေ့ရပါတော့တယ်။ကျွန်တော်ဤစိတ်၌အိုးသူ့ရဲ့ရင်ဘတ်အမွှေးတွေကိုကြွားကျင်ရှာနေတော်ကိုထို့သို့အောက်မိသဖြင့်ထိုရင်ဘတ်မွေးမြောက်ကိုသေချာစွာကြည့်ရှုမိပြန်ပါတယ်။ထို့သို့သေချာကြည့်မှပင် ရင်ပတ်မွေးမြောက်ဟုကျွန်ုပ်ထင်ခဲ့သည်မှာမဟုတ်ကြောင်းတွေ့ရပါတော့တယ်။ထိုသူ၏ရင်ပတ်၌ဆေးမင်ထိုးထားခြင်းဖြစ်ပါတယ်။ကျွန်ုပ်လည်းထိုဆေးမင်များအားမြည်သည့်အယုတ်ဖြစ်သည်ကိုသေချာစွာ ကြည့်ရှုပြန်ရာအယုတ်များမဟုတ်ဘဲအင်္ဂလိပ်စလုံးများဖြစ်ကြောင်းတွေ့ရပါတော့တယ်။ထို့ကြောင့်ထိုစာများကိုဖတ်၍ကြည်ရာဖတ်၍မရဘဲရှိပါတော့တယ်။အဘဲကြောင့်ဆိုသော ထိုစာများမှာဂျီပြောင်းပြန်၊အီပြောင်းပြန်၊စီပြောင်းပြန်များပါဝင်နေသောကြောင့်ဖြစ်ပါတယ်။ကျွန်ုပ်၏စိတ်၌ တော်တော်ဆန်းတဲ့ဓာတ်ပုံပဲဟုမှတ်ချက်ချမိပါတော့တယ်။အဝေစားအဆုံများဖြင့်ရိုက်ခူးထားသောကြောင့်ဆိုင်တွင်ရိုက်သောဓာတ်ပုံမျိုးမဟုတ်ကြောင်းလည်းစဉ်းစားမိပါတယ်။အင်ရှင်အဖွားကြီးလည်း၎င်းထိုင်နေရာနှင့်တဲ့တဲ့တွင်ချိတ်ဆွဲထားခြင်းကြောင့်ထိုဓာတ်ပုံအတွင်းမှလူနှင့်အဖွားကြီးသည်လည်းခိုင်ခိုင်မာမာနီနီဆက်ဆက်ပတ်သက်နေကြောင်းကိုကျွန်ုပ်ခံမှန်းနိုင်ပါတော့တယ်။အိန်တော်ပရီဘောကဆို၍ကလထိုင်အစုံနှလုံးသားလင်းထားရှိသောဤအင်ကြီး၌ ရွှေပန်းပောင်ကြီးများဖြင့်ခန်းနာစွာချိတ်ဆွဲထားသောဓာတ်ပုံရှင်ကိုကျွန်ုပ်သည်လာရင်အကြောင်းဖြစ်သောအိမ်ရောင်းဝယ်ကိစ္စထက်ပင်ပို၍စိတ်ဝင်စားမိပါတော့တယ်။အဖွားကြီးလည်းဆရာစရမ်းများကိုယူ၍ပြန်ရောက်လာပါတော့တယ်။ကျွန်ုပ်လည်းအဖွားကြီးထံမှဆရာစရမ်းများကိုယူ၍ကြည့်မိလျာမြေကွန်လက်မှတ်ဟောင်းများနဲ့ဂရင်စာရွက်များဖြစ်ကြောင်းတွေ့ရပါတယ်။ထို့ပြင် Mrs. Margaret ဆိုသူအင်္ဂလိပ်မှတဦးထံမှညာနှင်းရယ်ဆိုသည့်မြမအမျိုးသမီးတဦးက အိမ်ဝယ်ရီကြောင်းချုပ်ဆိုထားသောစာချုပ်ဟောင်းကိုလည်းတွေ့ရပါတော့တယ်။ထိုစာချုပ်မှာလွန်ခဲ့သောနှစ်ပေါင်း90ကျော်ကချုပ်ဆိုခဲ့ကြောင်းကိုစာချုပ်ပါနေဆွဲများကဖော်ပြလျက်ရှိပါတယ်။음ပထမဆုံးကဒီအိမ်ကို Mrs. Margaret ကပိုင်တာပေါ့နော်။ထို့သို့ကျွန်တော်ကပြောလိုက်ရာဟုတ်ပါတယ်။ Mr. Foster နဲ့ Mrs. Margaret တို့ပိုင်တာပေါ့။ဒါကြောင့်ဒီအိမ်ကြီးကိုရှေးခါက ဘိုးရင်ကြီးလို့ခေါ်ကြတာကွ့နောက်တော့ညာနင်းွယ်ဆိုတဲ့မိမတူကဝေလိုက်တာပဲထို့သောကျွန်ုပ်ကပြန်ပြောလိုက်ရာအဖွားကြီးကညာနင်းွယ်ဆိုတာအမေပေါ့ကွ။ဩညာနင်းနေတယ်လားထို့သူကျွန်ုပ်ကမေးပြီးနှစ်ပေါင်း90ကျော်စီတို့ခံမှန်း၍စိတ်ကူးကြည့်မိလျာထိုအချိန်ကထိုဖွားကြီးသည်ညာနင်းွယ်ဆိုသည့်မဟာဆန်သောအမိကလေးဖြင့်လှလှပပနုနုနေနေ မိန်းကလေးတူဦးဖြစ်နေမျိုးကိုမြင်အောင်မိပါတော့တယ်အမေကအခုနေတာတယောက်တည်းနော် ထို့သို့ကျွန်ုပ်ကဆက်စုလိုက်မိပါတယ်ဟုတ်ပါတယ်တယောက်တည်းပါပဲအိမ်တော်ပြီဘောကကြီးလည်းမရှိတော့ပါလားတယောက်တည်းနေတာဆိုတော့မလိုပါဘူးကွယ်ဒါကြောင့်နီးစက်ရဖုန်းကြီးเจ้าတွေကိုလှူပြစ်လိုက်ပြီကွယ်ဒီတပုံကြီးကအေကန်းထဲမှာတည်ပြီးခန့်တာပဲ ဓာကြီးတစ်ခုပဲခြံထားတယ်ဆိုပါတော့ဟုတ်တယ်ကွအိမ်အယောင်းဝယ်ဖြစ်ပြီးဝေချီပြီးအမေဒီအိမ်ကဆင်းသွားမှာပဲဒီတပ်ပုံကိုဖြုတ်ချင်တယ်နောက်ဆုံးမိနစ်စက္ကန့်အထိသူ့ကိုဒီအိမ်ကြီးမှာနေစေချင်တယ်နေစေချင်တယ်ဟုတ်လားဟုတ်ပါတယ်ဒီဘဝင်ကြီးဟာတကယ်တော့သူ့ရဲ့အိမ်မှာပဲဒီလိုဆိုရင်စိုးစိုးကစာချုပ်မှာပါတယ်မစ္စတာဖော့စတာဆိုရလား မဟုတ်ပါဘူး။ तू ကအမေရဲ့ခင်မုန်းမှာငငယ်တုန်းကရိုက်ထားတဲ့ဓာတ်ပုံပေါ့နော်။ဟုတ်တယ်ဟုတ်တယ်။ငငယ်တုန်းကအမေနဲ့ क्वे ပြီး9နှစ်လောက်မှရိုက်ထားတဲ့ဓာတ်ပုံပေါ့။ကျွန်တော်လဲဒေါ်မြာနင်းရယ်ဆိုသည့်အဖွားကြီးအစွဲလန်းကြီးပုံကိုအော်အော်မိသွားပါတယ်။မိမိနဲ့ क्वे ကွာသားသည့်လင်းယောက်ကြီးဓာတ်ပုံကိုယခုကဲ့သို့ နှစ်ပေါင်းများစွာတခန်းတနာချိတ်ဆွဲ၍ကြည့်ရှုနေပုံကိုတွေးမိသဖြင့်တနာလဲတနာမိပါတော့တယ်။ "तू อ่ะအခုရှိသေးလားအမေ?"မရှိတော့တာကြာပါပြီကွယ်။တနာစရာပါ။အမေနဲ့ကွဲသွားပြီနောက်တော့ပြန်ပေါင်းကြသေးလားအမေ?"ဟိုဆက်စုတွေလို့တော့မထင်နဲ့နော်။ကျွန်တော်ကဒီတပ်ပုံကြီးကိုမြင်ကလေးကစိတ်ဝင်စားလို့ပါ။သူ့ရဲ့မျက်နှာမဟုတ်မကန်မျက်နှာမျိုးဗျ။မှန်လိုက်တာကွယ်။ တကယ်ဟုမဟုတ်မခံပေါ်အမေနဲ့တော့ပြန်ပြီးမပေါင်းရတော့ပါဘူးမင်းတို့ကငယ်လို့သိကြမှာမဟုတ်ဘူးလေလွန်ခဲ့တဲ့နှစ်ပေါင်း90နီးပါးလောက်ကသူ့เจ้าကသတင်းစာရီထဲမှာဟိုးလီတကြောကြောဖြစ်ခဲ့သေးတာပေါ့ကွယ်အင်း तू ကစက်တိုင်းတက်သွားရှာပြီကွယ်စက်တိုင်းဟုတ်လားအေးစက်တိုင်းစက်တိုင်းဆိုတာကျိုးစင်ပေါ့ကွယ်ဘာမှုနေလဲမေး အမှုတွေကတော့မရင်မတွက်နိုင်ပါဘူးစက်တိုင်ကတော့လူသက်မှုနဲ့တက်ရရှာတာပါနာမည်ကဘယ်သူရဲ့လဲအမေပက်ထရစ်ရွှေကောင်းလို့ခေါ်တယ်ပက်ထရစ်ရွှေကောင်းဟုတ်လားနာမည်ကလည်းခက်ဆန်းဆန်းပါပဲလားအင်းသူများတွေကအဖေနာမည်ထည့်ကြတယ်သူကအဖိုးနာမည်ကိုသုံးတယ်သူ့အဖိုးကရွှေဘိုဘက်ကလဝိကျော်ကြီးဥရွှေကောင်းတဲ့ အဖွားကြီးလဲကျွန်ုပ်မေးသမျှကိုပြောပြီးနောက်ငယ်ရည်များကြား၍လာပါတယ်ကျွန်ုပ်လဲအိမ်ရောင်းဝယ်ကိစ္စကိုလုံးဝစိတ်ဝင်စားခြင်းမရှိတော့ဘဲအမှုပေါင်းများစွာနဲ့ဂျိုးစင်တက်သွားရရှာသည့်ပက်ထရစ်ရွှေကောင်းဆိုသော သူ၌သာစိတ်ဝင်စားမိပါတော့တယ်ထို့ကြောင့်ကျွန်ုပ်ကတိလိုသူများကိုမေး၍အဖွားကြီးကလည်းဖြေပါတယ်အဖွားကြီးမှလည်းပြောပြခြင်းတော်လဲနားထောင်မဲ့သူ မရှိသဖြင့်မပြောရရှာဘဲနှစ်ပေါင်းများစွာအောင်ဤခဲ့ရပုံများပါတယ်ကျွန်ုပ်ကမေးလိုက်သူကပြန်ပြောလိုက်နဲ့ အချိန်တော်ကြာသွားပါတယ်ထို့နောက်ကျွန်ုပ်လည်းအိမ်သို့ပြန်ခဲ့ပါတယ်ထို့သို့ပြန်ခဲ့ပြီးနောက်တနေ့တွင်ထက်၍သွားကအဖွားကြီးကိုဆက်၍ပြောခန်းရပြန်ပါတယ်ဤသို့ပင်ပက်ထရစ်ရွှေကောင်း၏ဇလန်းကိုပတိပုံပြင်နားထောင်တဲ့ကဲ့သို့ခုနှစ်ရက်ခုနှစ်လီကြောင်မြောင်းမှဂျိုကုန်းသို့သွားရောက်နားထောင်ခဲ့ရပါတော့တယ်ကျွန်ုပ်လည်းအဖွားကြီးထံမှနားထောင်၍ပြန်လာသည့်အခါတိုင်း၌အဖွားကြီးပြောပြချက်များကိုဆောက်ရက်များဖြင့်အသေးစိတ်ရေးမှတ်ခဲ့ပါတော့တယ် ်အဖွားကြီးတရားစာပြောပြချက်များကိုအိမ်၌ပြန်၍ရေးမှတ်သောအခါဖူးစကန်များ စာမျက်နှာ40တိတိရရှိပါသည်ခုနှစ်ရက်ပြည့်သောအခါ၌စာမျက်နှာပေါင်း280ကျော်300နီးပါးရရှိပါတော့သည်ကျွန်တော်လည်းထိုစာရွက်များကို စုပေါင်း၍ဖတ်ရှုကြည့်မိပြန်အားအောက်ပါအတိုင်းမှတ်ချက်ချမိပါတော့သည်တခါကပက်ထရစ်ရွှေကောင်းဆိုသော လူတအူးရှိခဲ့ဘူးပါတယ်၎င်းသည်တိမ်မွေ့ဤယိုးသားဤယင်ကြီးဤ တစ္ဆာရှိတဖန်၎င်းသည်ပင်ရိုင်းဆိုင်ဤကြံတန်းဤရက်ဆက်ဤတစ္ဆာမေဤအညိုးအမတ်ကြီးဤ၎င်း၏အဖြစ်ပြက်များသည်ကြည်နူးဝယ်စွတ်ပြန့်ဝယ်တနာဝယ်တင်ငန်းစာယူဝယ်ကောင်းပြီတကယ်တို့စိတ်ပြက်ဝယ်ဝမ်းနေဝယ်ယူကြုံမရဖြစ်ဝယ်ယွန်းရှာဝယ်ထိတ်လန့်ဝယ်ရှိလာပါတော့တယ်ဤအဖြစ်ပြက်များသည်ပင်ကျွန်ုပ်ကလည်းစာရေးစရာမင်းသိင်ကဟူ၍ဖြစ်လာသည့်အခါ ကရကရှင်ဖြစ်သောဒေါ်မြနှင်းတွေလည်းမရှိတော့သည့်အခါမျိုး၌ပက်ထရစ်ရွှေကောင်းဟူသောအမည်ဖြင့်ဝိထုကြီးတစ်ပုဒ်ဖြစ်လာပါတော့တယ်။စာရေးသူမင်းသိန်ခတနေ့တနေ့အကောင်းစားဥရောပဝစ်စုံတစ်ခုကိုဝစ်စင်ထားသည့်လူငယ်တဦးသည်ရန်ကုန်ကွန်းချံဘူရာကြီး၌ဇင်းချံပလက်ဖောင်းပေါ်တွင်ရှောက်ရီလာပါတယ်။၎င်း၏ဘေးပင်ညာမှ၎င်းနောက်မှ၎င်းလိုက်ပို့ကြသောသူများသည်လည်းပြည့်နှက်လျက်ရှိပါတယ်။ လိုက်၍ပူဇော်သောသူများသည်ညာသောအဖြစ်အရာရှိကတော်များဖြစ်ကြောင်းကို၎င်းတို့၏ဝတ်စားများနှင့်၎င်းတို့၏ဟန်ပန်မူရာများကဖော်ပြလျက်ရှိပါသည်ထိုလူငယ်အမိက ပက်ထရစ်ဟူ၍ဖြစ်ပါသည်၎င်းသည်မြမမျိုးသမီးကြီးတဦးနှင့်မစ္စတာဖော်စတာခေါ်ညနေဖြူရာဇဝတ်ဝန်တဦးတို့၏တဦးတည်းသောသားဖြစ်ပါသည်ပက်ထရစ်ယောဟိလမ်းမတောက်ဖို့၎င်း၏တငယ်ချင်းပီတာတန်ဖေဆိုသူကဘီယာဒပလင်းကိုပြလျက် ချင်းတောင်းတလုံး၌ထဲ့လိုက်ပါတယ်ဟစ်ပြီးသားဘီယာကြီးပဲလားကွအမီးမပါဘူးလားမိုက်ကယ်ဆိုသောလူငယ်ကဝင်၍ပြောလိုက်ရာပီတာတန်ဖေကမင်းလိုအသုံးမွင်တဲ့ကောင်များအောင်မိနေသားဟောရမအမဲသားကျော်တွေပါတယ်ကွပက်ထရစ်မှာမျက်နှာဖြူတူနဲ့မြမာမျိုးသမီးမှပေါက်ဖွားလာသည်ဆိုတော့လေရုပ်ရည်မှာကာပြားတူဦးရဲ့ရုပ်ရည်မျိုးမဟုတ်ပဲမြမာပီတာလာပါတယ် နီးစပ်ဆုံးဆိုရပါမူထိုခေတ်အခါကကြော်ကြားခဲ့သည့်ဆိုသောဗိုင်းစကုတ်မင်းသားခင်မောင်ရင်နှင့်ခက်ဆင်ဆင်တူပြီးအရန်မောင်းဝါမူခင်မောင်ရင်ထပ်ပင်မြင့်၍နှခမ်းမွေးတဲ့တဲ့ထားခြင်းကြောင့်မြမာပီပီတတချောချောမောမောခံ냐သောလူငယ်တို့ဟုဆိုရပေမည်ပက်ထရစ်ကတိတ်ချောတာပဲတယောက်သောမိန်းကလေးကပြောပါတယ်ခန့်တာပါဟဲတယောက်ကပြန်၍ပြောပါတယ် ချောချောခက်ခက်ဟဲ့ညီတို့နဲ့မဆိုင်ပါဘူးပက်ထရစ်ကငါ့ကိုမျက်စိကျနေတာပါထို့သို့တယောက်ကဝင်ရိပ်ပြောလိုက်ရာမိန်းကလေးများသည်ဝေါကနေရေမောကြပါတယ်ထိုမိန်းကလေးများမှာပက်ထရစ်အားလိုက်၍ပို့ကြသောအရာရှိကတော်များဤသမီးများဖြစ်ကြပါတယ်ဒေါ်သိန်းရဲ့မစ္စတာဖော့စတာရဲ့တားလီယာလီရုပ်ကလေးချောသူ့ဖေကဘိုးအစ်စ်ဆိုတော့ကျမရော်လီသမီးကလေးနဲ့စိတ်ကူးကြည့်မိတယ်ထို့သို့ပြောလိုက်ရာ ဒေါ်သိန်းဆိုသောမိမကြီးကမျက်လုံးပြူးလျက်ဒီလိုစိတ်ကူးမျိုးတော့လူတိုင်းစိတ်ကူးတတ်ပါတယ်ဒေါ်သိန်းရဲ့တခုတည်သားဖို့ကတော့သူ့အမေမာဂရက်နဲ့ကျမနဲ့ရာចောင်းနေပတ်တွေရှင့်ထို့သောဒေါ်သိန်းကပြန်ပြီးပြောလိုက်ရာဒေါ်သိန်းရွှေမှာမဲ့၍သွားပါတယ်ပက်ထရစ်ပစ္စည်းများကို သူ၏ရန်ရွှေတော်များကမိရထားတွဲပေါ်သို့တင်၍ပေးကြပါတယ်ထိုချိန်၌မိန်းကလေးတစ်ယောက်ကအခြားမိန်းကလေးတစ်ယောက်အား ကြည်ကြည်ရေပီတာတန်းဖေညီမပက်ထရစ်ကိုဟိုဘက်ကြောင်းကိုခေါ်သွားလေရဲ့ထိုတို့ပြောလိုက်ရာပီတာတန်းဖေမှာညီမ၃ယောက်တောင်းဟဲ့အကြီးကိုပြောရလားအလက်ကိုပြောရလားအငင်းဆုံးကိုပြောရလားထိုတို့ကြည်ကြည်ဆိုသောမိန်းကလေးကပြန်၍မေးပါတယ်အငင်းဆုံးကိုပြောတာဟဲ့ဩဒီကောင်မလား तू ကတော့လွန်ပါတယ်ထိုတို့ပထမမိန်းကလေးကပြန်၍ပြောလိုက်ရာဂျားမမိန်းကလေးတယောက်ကညီတို့ဝေးလိုက်လိမ့်မယ်နော် ဘလို့ဝင်မျိုးလိုက်မှလဲစိမ့်စိမ့်ရဲ့ထို့တို့ကြည်ကြည်ဆိုသောမိန်းကလေးကပြန်၍ပြောပါတယ်ထိုအခါစိမ့်စိမ့်ကကိုကလေးကြလဲအပြောခံနေရအောင်မဲအဲ့လိုဝင်မျိုးကိုပြောတာဗောကြည်ကြည်ရဲ့ပက်ထရစ်နဲ့အပြောခံရမယ်ဘွက်လားအဲ့လိုဝင်မျိုးဆိုရင်တော့အခုပဲလိုက်လိုက်ချင်ပါရဲ့ဟုကြည်ကြည်ဆိုသောမိန်းကလေးကပြန်၍ပြောလိုက်ရာမိန်းကလေးများသည်ဝါကနေရေမောကြပါတယ်ဤသို့လျှင်အရာရှိများ၏သမီးများသည် မစ္စတာဖော့စတာ၏သားပက်ထရစ်ဟူသောလူငယ်ကလေးအတွက် အရှုံးဖောက်၍ပြောဆိုနေကြတဲ့ကဲ့သို့ယောက်ျားလေးများသည်လည်းပက်ထရစ်ကတော့ရုပ်ကလည်းချောဘူသားလည်းဖြစ်အဆူအတီးရေကူးလက်ဝဲဘေဟာဆန်းဆန်းညာဆန်းဆန်းဆိုတော့ကောင်မလေးတွေပါဇက်ပြားမှာပက်ထရစ်ပက်ထရစ်နဲ့တထစ်သေးဖြစ်နေတော့တာပဲမိုက်ကယ်တို့များကြတော့ဘယ်အသေးကောင်မကမှစေးဘော်ကြောဘက်တော်မလုပ်ဘူးထို့သို့မိုက်ကယ်ဆိုသောလူငယ်ကပြောလိုက်ရာပီတာတန်းဖီဆိုသောလူငယ်ကမင်းတို့ဘယ်ကောင်မှရေးလို့မလဲကွာ မင်းနာမည်ကမိုက်ကယ်ဆိုပေမဲ့မင်းကိုယ်ထဲမှာအင်္ဂလိပ်သူတစ်စက်မှပါတာမှမဟုတ်တာထို့သို့ပြောလိုက်ရာမိုက်ကယ်ကထားပါတော့ကွာမင်းရောမြန်မာအစ်စ်ဖြစ်တဲ့သားနဲ့ဘာကြောင့်ပီတာတန်ဘေဖြစ်ရတာရောထို့သို့ပြောလိုက်ရာပီတာတန်ဘေကရှက်ကိုရှက်ကန်းနဲ့ဩတို့တော်ယောက်ျားဘိုးစစ်ကထို့သို့ပြန်၍ပြောလိုက်ရာ လူငယ်များသည်လည်းဝါကနေရေမောကြပါတယ်ထိုချိန်တိုင်းမန်းလေးတို့ထွက်မိရထားကြီးမှလည်းစတင်၍ထွက်ခွာနေပြီဖြစ်သည်ဖြင့်အရာရှိကတော်တို့က ဟဲ့ဟဲ့လုလုကြပါအောင်ယထာထွက်နေပြီပတ်ထွေရော ထို့သောအလန်တရားအောင်မိလိုက်ရင်မိန်းကလေးယောက်ျားလေးမိန်းမကြီးတို့မကြမ်းပတ်ထွေပတ်ထွေဟုဝိုင်းဝန်းခေါ်ဝေါ်ကြပါတော့တယ်ရန်ကုန်ဘူရာကြီး၌ဤသို့လင်လူငယ်တူဤအမိကိုလူအများကအလန်တရားတပြိုင်တည်းအော်ဟစ်ခေါ်ဝေါ်လိုက်သောကြောင့်ဂျုံတော့ဂျုံကဲဖြစ်ရဲ့ကြီးတခုဟုဆိုနိုင်ပေသည်ပတ်ထွေပတ်ထွေထို့သောဝိုင်းဝန်းအော်ဟစ်ကြသည်ဖြင့်မျက်နှာပြူယုံပိုင်ကျုပ်ပင်လင်း သူ၏ရုံးခန်းအတွင်းမှထွက်၍ကြီးစုပြီးနောက် What the hell? Patrick ထိုတို့မြည်တွန်တောက်တူးခြင်းပင်ဖြစ်ရပါတော့တယ်။ Patrick လည်း၎င်းအားမယမကခေါ်၍စကားပြောနေသော Peter တန်းဖေ၏ညီမအငယ်ဆုံး Shelly အားဟူမှယထာထွက်နေပြီ။ထိုတို့ဆိုကစကားစောက်ကိုဇို့အတင်းဖြတ်လိုက်လျက်မိမိစီရမိရထားတွဲစီတို့ပြေးရပါတော့တယ်ပက်ထရီအားလိုက်လံပို့ဆောင်ကြသူများက ပတ်ရွှေပြေးပြေးဟေးပြေးထို့သောဝိုင်း၍အဟစ်အားပေးကြပါတော့တယ်ပတ်ရွှေသည်လည်းတွက်လက်စွာဖြင့်တွဲရှိရာစီသို့ ပြေး၍လိုက်ရပါတော့တယ်လူများကလည်းရင်တထိတ်ထိတ်ဖြင့်လှမ်း၍အဟစ်အားပေးကြပါတော့တယ်ဘောင်းမီရှိဝတ်ထားသောပတ်ထရီခြေလန်းကျဲကြီးများဖြင့်ပြေးလွှားနေပုံမှာမြင်ရသူများအဖို့တမျိုးတစ်ပုံကြည့်၍ကောင်းနေပါတော့တယ်ရထားမှာအချိန်ကောင်းစွာရနေပြီဖြစ်သဖြင့် ပက်ထရစ်အဖို့၎င်းကိုလိုက်ပါစီနီယာမိအတွဲစီတို့မိနိုင်ရင်မဖြစ်နိုင်တော့ပေထိုအခါနီးစက်ရအတွဲတွဲစီတို့လှမ်း၍ခုန်တက်သွားပါတော့တယ်ဟေးပက်ထရစ်ဟီးရိုးကွာဟီးရိုးလိုက်ပါပို့ဆောင်ကြသူများသည်တပြိုင်တည်းအော်ဟစ်အော်ပါပေးလိုက်ရာရန်ကုန်ဘူတာကြီးတစ်ခုလုံးစူညံပွက်လောရိုက်၍သွားပါတော့တယ်ပက်ထရစ်မှာကရထားရဲလက်ကင်တန်းကိုခိုးလိုက်မိသည့်အခါ၌၎င်း၏ပြိတ္တအား လက်ကိုဝှေ့ရမ်း၍နှုတ်ဆက်သွားပါတော့တယ်။ရုံပိုင်ချုပ်ကလည်းရုံကန်အတွင်းမှထွက်လာပြန်၍ What happened? Bloody damage. ထို့သောဆဲဆိုကပြန်၍ဝင်သွားပါတော့တယ်။မိန်းကလေးများကမူပက်ထရစ်ကတိတ်တော်တာပဲဟုချီးမွမ်းကြပါတော့တယ်။ရထားမှာလဲလိုက်ပါပို့ဆောင်သူများ၏မြေခွင်းမှပျောက်ကွယ်သွားပြီဖြစ်ရာလိုက်ပါပို့ဆောင်သူများသည် ပက်ထရစ်အကြောင်းအရာကိုတဦးနဲ့တဦးအလူရဲ့ပြောဆိုရေးပြန်သွားကြပါတော့တယ်။ပက်ထရစ်ဒီလဲရှေးဘူဒာရောက်မှပင်မိမိတွဲရှိရာသို့ပြောင်းရွှေ့မီယခုတွင်မူဤတွဲ၌ပင်လိုက်ရပေုံမီဟုစိတ်၌ကြံစီကတွဲပေါ်သို့တက်မီအပြုတွင်တွဲအတွင်း၌ရေးထားသော အောက်ပါစာသားကို တွေ့ရပါတော့တယ်။ဘယင်ကန်စီးနင်းရင်တီးတန့်တွဲထိုခါကျမှပင်ပက်ထရစ်ဒီမိမိတက်မိခဲ့သော တွဲကိုဂယူဆိုင်မိကြည့်လိုက်ရာ တရဲလုံးအဖြူရောင်တုတ်ထားပြီးလင်လွန်စွာတာနာတက်ရသောထိုင်ကုံအချို့ကိုတွေ့ရပါတယ်။ဒွဲပေါ်၌လည်းလူတယောက်မှ မရှိသည့်အဖြစ်ကိုရိပ်မိပါတော့တယ်။ပက်ထရစ်သည်ဒွဲပေါ်သို့တက်လိုက်ပါတယ်။ထို့နောက်ဘောင်းဘီအိတ်အတွင်းမှငွေအစစ်ဖြင့်ပြုလုပ်ထားသောဘူးကလေးတစ်ဘူးကိုထုတ်ယူကာ secret plate ကိုနှိုက်ယူ၍မိညိလိုက်ပါတယ်။ပက်ထရစ်စိတ်၌ငါသည်လူဘဝ၌ကံကောင်းသောလူဖြစ်တယ်။အခုလိုမှားယွင်းပြီးတော့တက်မိရဲ့မိရထားတွေ့ရလေ။ ဘရင်ကန်စီးရဲ့ယထာတွေဖြစ်နေတယ်။ဒါအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူး။ကံကောင်းသောသူ ဖုံးရှိသောသူအဲ့ဒါကြောင့်ဖြစ်တာ။တမာဒီဝရီပင်လားတမန်တော်နှစ်သားရီလားမပြောတတ်ဘူး။တူဦးကဖန်တီးပေးတာဖြစ်တယ်ပါလေ။ထို့သောစိတ်ကြီးဝင်မိသည့်အခိုက်၌ဘရင်ကန်တွဲစီးပြီးသွားဖို့ငါတယောက်ထဲမှာပဲဖုံးကန်ရှိရလို့အောင်းမိမိတာ။အခုတိုင်းဆိုရင်တော့မဟုတ်တော့ဘူးပေါ့။ ထို့သို့ပြောတဲ့ကိုကြားလိုက်ရသဖြင့်တွဲတောင်းစီတို့လှမ်း၍ကြီးလိုက်ရာပြင်းပေါက်ပေါ်၌ခြေတော့ကိုတင်လျက်နောက်မီဆိုဖာကိုမိကဆေးပြင်းလိပ်ကိုခဲပြီးမျက်စီကိုမဖွင့်တဖွင့်ဇိမ်ခံ၍နေသောသံတောင်းစားတဦးပမာစုပ်ပြက်နေသည့်အဝတ်စားများကိုဝတ်ဆင်ထားသောလူတယောက်အားတွေ့မြင်ရပါတော့တယ်ပက်ထရစ်ကလည်းမိမိကစိတ်ကြီးဝင်မိကြံရုံမျှရှိသေးထိုလူကအော်ဟစ်လိုက်သောကြောင့်စုပ်စုပ်နှုတ်နှုတ်လူတယောက်ကမိမိနှင့်ပခုံးချင်းရှင်၍ ဘုံကံရှိသည့်အလားပြောဆိုလိုက်ခြင်းကြောင့်စိတ်၌အောင့်တသက်ဖြစ်၍သွားပါတော့တယ်။အညစ်အကြေးကောင်ပါလား။ထိုသူကမျက်စိမိတ်လျက်မှပြောလိုက်ပါတယ်။အောင်မတရောင်းစားအမြငေါ့အညစ်အကြေးကောင်နဲ့ထိုသူပက်ထရစ်ကရေရွတ်လိုက်ပြီးထိုသူရှိရာစီသို့ပြေး၍သွားပြီးလင်ထိုသူ၏မျက်နှာကိုဘယ်ညာလက်သည်ဖြင့်ဒရဇက်ထိုးပါတော့တယ်။ထိုသူမှာခေါင်းကိုအနှင်းငယ်မြလှုပ်ယုံကလေးရှောင်တိန်ပြီးနောက် ပက်ထရစ်ရင်ဘတ်အား6ရောက်ဖြင့်ဒုံးကန်ကလေးကန်လိုက်ရာပက်ထရစ်သည် နောက်သို့လန်၍ဖင်တိုင်လက်ပင်လဲပါတော့တယ်မရဘူးအန်ဒာမရဘူးမင်းကအန်ဒာငါကတိတ်ခတိတ်ခဆိုတာထက်မြတ်တာကိုပြောတာအန်ဒာဆိုတာကနလဘိန်းတော့မင်းရဲ့တိုက်ခိုက်မှုမှာပရိရဲ့စစ်ဗျူဟာကမှားနေတယ်ကွမင်းကဥဒ္ဓဝဗျူဟာလို့ခေါ်တဲ့နှသောတို့ရဲ့ဗျူဟာနဲ့တိုက်ခိုက်တာ哦 ထိုသူဟာမျက်စိကိုမဖွင့်ပဲဆေးပြင်းလိပ်တောင်းမပြတ်ပဲပမာမခန့်ပြောလိုက်ရာဘက်ထရီသည်လည်းလဲနေရာမှထ၍၎င်းစီသို့ပြေးလာပြီးလင်ထိုးကျိတ်ပြန်ပါတော့တယ်ထိုသူကမျက်လုံးကိုပင် ဖွင့်မကြည့်ပဲ၎င်း၏ဘယ်လက်ကိုလက်သီးဖြင့်စုပ်လျက်ဆန့်တန်းလိုက်ရာဘက်ထရီ၏မျက်နှာစီသို့တဲ့တဲ့မှတ်မှတ်ထိမိသွားကဘက်ထရီသည်လည်းမျက်လုံးများပြာဝ၍လဲကြကာနှာခေါင်းသွေးများစီးကျလာပါတော့တယ်အန်ဒါကောင်နလက်ဘိန်းတို့ လက်ဝေလဲပထိုးတဘဲနဲ့ထိုသူကပြန်၍ပြောရာပက်ထရစ်သည်လဲလူလဲထား၍ထိုသူအားခြေောက်ဖြင့်ခုံ၍ကံပြန်ပါれထိုသူသည် ခုံ၍ကံလိုက်သောခြေောက်အားဖမ်း၍ကံလိုက်ပြီးယထာပရင်ပေါက်တကားဖြင့်ညှက်ထားပြီးလင်ပက်ထရစ်၏ရင်ဝဘော်သို့ဖနှောင့်ဖြင့်နင်းလိုက်ပါれမလုံနဲ့အန်ဒလှုပ်လိုက်ရင်ငါရဲ့ဖနှောင့်ကမင်းရဲ့ဘဝင်ကိုစောင့်နှင်းလိုက်လို့ဖြစ်သွားရင်တခါလေဘဝင်မြင့်နေတဲ့မင်းဟာဘဝင်ကျသွားလိမ့်မယ် အဲ့လိုဘဝင်ကြသွားရင်ဥဒမာတေဇောလို့ခေါ်တဲ့မင်းရဲ့ကိုငွေတွေပျောက်ပြီးဇေရဏတေဇောတဟာဟတေဇောတန်တမ္ပနတေဇောဆိုတဲ့သဘောတွေဟာသူ့သဘောသူဆောင်းလာလိမ့်မယ်အဲ့ဒီအခါမင်းရဲ့အသက်ဇီဝင်ဟာမင်းရဲ့ခန္ဓာကိုယ်ကနေအင်ရှင်နဲ့မတည့်တဲ့အင်္ဂါဟာနာယီမဆိုင်ရံမဆိုင်ပဲအိမ်ပြောင်းရသလိုတခါလေးပြောင်းသွားလိမ့်မယ်အဲ့ဒါကိုတေရာလို့ခေါ်တာပဲနလဘိန်းတို့မင်းဟာပညာလည်းမတတ်ပဲ တေပြောအပ်ခဲ့ပါလားဟူ၍ထိုသူကပြောလိုက်ပါတယ်ဘက်ထရီမာမူနာကျင်လုံးသဖြင့်တအင်းအင်းတအဲအဲညင်းညူနေရရှာပါတော့တယ်